ဖခင်ဖြစ်သူစေဂျီရိုနယ်ဒိုလိုမျိုးဖြစ်လာမယ်ဆိုတာဆိုဖလားသိမ့်ပိုင်ပြီးပြသလိုက်တဲ့ဂျူနီယာပဲကြမြလုံးပဲမိလာဗျာရွှေရိုအိုင်ဘက်ကိုရှေ့ကိုအလိုက်အကျင်ကနေပြန်လဲကြိုးလိုက်ပါရင်ဂျူနီယာလေးကတော့ဖေတူသားပြပြီးဖခင်ဖြစ်သူရဲ့ခြေအားကိုစာနှင်းလိုက်ပြီးပဲဖြစ်ပါရင်ဂျူနီယာလေးအနေနဲ့ဖခင်လိုမျိုးဆိုဖလားပေါင်းများစွာသိမ့်ပိုင်နိုင်ဖို့အတွက်အစားပြုလိုက်ခြင်းလည်းဖြစ်ပါရင်စေဂျီရိုနယ်ဒိုဟာစေဂျွန်တက်ကစားမဘွားမှာကလေးကခြေစွာခဲ့သူဖြစ်ပြီးငယ်ရွယ်နဲ့ယူနိုက်တက်လိုအသင်းမှာကစားနိုင်ခဲ့သူဖြစ်ပါရင် အခုရောဂျူနီယာလေးအနေနဲ့ဆယ်ကြီးလိုမျိုးထိပ်သီးဖြစ်လာမယ်ဆိုတာတရားရင်မြင်သာနေပါပြီဂျူနီယာလေးဟာပေါ်တူဂီယူ15အသင်းနဲ့အတူတိုက်ပွဲဝင်နေသူဖြစ်ပြီးဖာကင်ဖြစ်သူရနယ်ဒိုလိုဂျော်နမန်9ကိုဝစ်ဆင်ထားသူဖြစ်ပါတယ်ဘဲကော့မာကိုဗစ်တော်နမန်ပြိုင်ပွဲမှာဂျူနီယာလေးဟာပေါ်တူဂီလေးစင်အသင်းကိုအနိုင်ရရှိအောင်ကူညီပေးလိုက်နိုင်ပါပြီဘာကော့မာကိုဗစ်တော်နမန်ပြိုင်နယ်မှာပေါ်တူဂီအသင်းဟာအင်ရှင်ခရိုအေးရှားနဲ့တွေ့ဆုံခဲ့ကဂျူနီယာက2ဂိုးသွင်းယူနိုင်ခဲ့ပြီးဆူလာကင်မြောက်အောင်ဝဲခံနိုင်ခဲ့တာဖြစ်ပါတယ် ပရိဒွတ်အဖွဲ့ကိုဂျူနီယာကပွဲစားချိန်17မိနစ်မှာပြင်းထန်အားပါတဲ့ကန်ချက်နဲ့ဂိုလမဘလုံးမမတက်နိုင်အောင်ကန်သွင်းခဲ့တာပါအသင်းပေါ်ပေးတဲ့ဘောလုံးကိုဂျူနီယာတွေနဲ့တင်းအောင်ကန်ခဲ့တာဖြစ်ပြီးဘောလုံးကဂိုဘာဒန်ကိုထိဝင်သွားခဲ့တာဖြစ်ပါရင်အဝဲခံချိန်မှာဂျူနီယာဟာဖခင်ဖြစ်သူရိုနယ်ဒိုရဲ့စီပုံစံအတိုင်းအောင်ပွဲခံသွားခဲ့တာဖြစ်ပါရင်ခရိရှားဘက်ကချေပါကိုတော့ပြန်သွင်းနိုင်ခဲ့ပေမဲ့ဖရိုင်းပီးရင်ပွဲစားချိန်54မိနစ်မှာဂျူနီယာကပေါ်တူဂီအတွက်ဥဆောင်ကိုကိုကောင်းတိုင်ပြီးပြန်လည်ရယူပေးခဲ့ပါရင်ပွဲက3-2နဲ့ပြီးသွားခဲ့ပြီးဂျူနီယာအနေနဲ့ဆူဘလာကံမြောက်နိုင်ခဲ့တာဖြစ်ပါရင် ဂျူနီယာလေးကတော့ဖားငယ်ဖြစ်သူဆေကြီးခရစ်စတီယာရိုလက်တိုရဲ့ခြေအားကိုစတင်နင်းနေပြီဖြစ်ပါတယ်။ဒါသူ့အနေနဲ့ဖားငယ်ဖြစ်သူဆေကြီးလို့ထိပ်သီးဖြစ်လာဖို့အတွက်အလားအလာကောင်းတွေကိုပြသနိုင်တာဖြစ်ပါတယ်။ရတော်အတွက်ဆိုရင်လည်းအခုလိုကိုယ့်ရဲ့အရတတာကြီးတောင်ပြင်းပြင်းအရွယ်ရောက်လာတာကိုမြင်ရတာ PD ဖြစ်စရာဖြစ်ပါတယ်။ဒါတွေမကသေးပဲရတော်တို့အရန်ချစ်တဲ့ဗရီလေးစင်ချာစီနဲ့တားဖြစ်သူကိုမြင်ရတာပိုတော်မှဂုံစရာဖြစ်နေပါပါ။ဂျူနီယာလေးအနေနဲ့တဖြည်းဖြည်းစီနီယာစင်တန်းစီရောက်ရှိလာတော့မှမလွဲပါဘူး။ ရန်ဒုံကစားမပွားကနေအနာယူကန်နေချင်းဂျူနီယာလေးကဘောလုံးပရိသတ်တွေအတွက်အလွမ်းပြေစရာစိန်ကြီးရဲ့ကိုးပွားလေးဖြစ်နေပါပါကျွန်တော်သားကကျွန်တော်နဲ့တွဲကစားနိုင်ဖို့အတွက်ဖိအားတွေပေးနေပါတယ်ဒီစကားကိုပြောခဲ့သူကရန်ဒိုပါရန်ဒိုကလည်းရှေ့အချိန်အထိဘောလုံးလောကကနေအနာယူသေးတာဟာသူကိုယ်တိုင်ရဲ့စရာထက်သန်မှုကြောင့်လည်းပါသလိုတားဖြစ်သူဂျူနီယာနဲ့တွဲကစားဖို့ရည်ရထားတာကြောင့်လည်းပါပါတယ်သူ့ကိုယ်သူတော့ဘောလုံးသမားတယောက်ရဲ့နေဝင်ချိန်တွေရောက်နေပြီဆိုတာသိပေမဲ့နောက်ထပ်10နှစ်လောက်လည်းဆက်ကစားကောင်းကစားနိုင်ကြောင်းရန်ဒိုကအရှုံးဖောက်ပြောခဲ့ပူပါတယ် ရယ်တို့နဲ့တက်တူရယ်တို့တွေအနားယူသွားကြပြီးတချို့တွေကနေပြလို့တချို့ကဘောလုံးဝေပန်သုံးသက်သူတွေလို့ခနာကိုအချိုးစားတွေကလည်းပြောင်းလဲသွားကြပေမဲ့ရယ်တို့ကတော့အာဂစားသမားကောင်းတယောက်ရဲ့ကိုခန္ဓာအချိုးစားနဲ့ကွင်းထဲမှာပြေးလွှာကစားနေနိုင်တော့မယ့်ဖြစ်ပါတယ်အသက်ပြင်နဲ့မလိုက်အောင်ခြေစွမ်းပြကစားနေနိုင်တော့မှာပဲရယ်တို့ဘောလုံးကစားမပွားကနေအနားယူသေးတာဟာတခြားသောအကြောင်းပြချက်တွေရှိကောင်းရှိနိုင်ပေမဲ့ဒေကြတဲ့အကြောင်းပြချက်ကတော့တားဖြစ်သူရဲ့ဖိအားပေးမှုတွေကြောင့်ပဲဖြစ်ပါတယ်ရယ်တို့က ျွန်တော်ကိုဂျူနီယာလေးကဖိအားပေးနေပါတယ်။သူနဲ့အတူတွဲကစားဖို့အတွက်ကျွန်တော်ကိုနောက်ထပ်နှင်းနေငယ်လောက်ဘောလုံးလောကမှာဆက်ရှိနေပေးဖို့ပြောထားပါတယ်။ဆိုပြီးတော့ပြောဦးပါတယ်။ဂျူနီယာလေးဟာလက်ရှိမှာအသက်19နှစ်အရွယ်ပဲရှိသေးသူပါ။ရယ်တိုကတော့အသက်40အရွယ်ရှိနေပါပြီ။ဂျူနီယာလေးဟာ Senior Professional အဆင့်တန်းကိုရောက်လာဖို့နောက်ထပ်3-4နှစ်ကတော့စောက်ကိုစားရမှာဖြစ်ပြီးရယ်တိုအနေနဲ့အသက်45နှစ်ဝန်းကျင်အရွယ်ထိဘောလုံးကစားဖို့လိုအပ်နေမှာပါ။ဂျူနီယာလေးအနေနဲ့အနာဂတ်မှာရယ်တိုနဲ့အတူဘောလုံးတွဲကစားတာကိုမြင်ရမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါများဗီလီကလာပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချော်လိုက်ရပါတယ်ခင်ဗျာ